ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်အင်္ဂါနေ့ကသမ္မတဒေါ်နယ်ထရမ့်ကုလသမဂ္ဂအထွေထွေညီလာခံကိုမင်ငွန်းပြောဖို့အသွာကုလသမဂ္ဂရုံးအဝင်ဝမှာဆက်လီကအက်စကေလေတာရုတ်တရက်လမ်းခွလမှာပြတ်သွားတာဟာ သမ္မတနဲ့အတူပါလာတဲ့ကင်မရာဆရာကဆက်လီကရက်စီတဲ့ခလုတ်ကိုမတော်တဆခြေထောက်နဲ့တိုက်မိတာကြောင့်ဖြစ်တယ်လို့စုံစမ်းတွေ့ရှိရကြောင်းကုလသမဂ္ဂကပြောပါတယ်သမ္မတရဲ့ခီးစဉ်ကိုဗီဒီယိုမှတ်တမ်းတင်နေတဲ့ကင်မရာသမားက တမရကိုဗီဒီယိုရိုက်ဖို့အာယုံစိုက်ပြီးနောက်ပြန်တက်သွားတာမှာဆက်လက်ကားကိုအရေးပေါ်ရက်စီခဲ့တဲ့ခလုတ်ကိုမတော်တဆတိုက်မိသွားတာလို့ဆိုပါတယ်။ဒါအပြင်အထွေထွေညီလာခံခမရဲမှာတမရထရမင်ကွန်းပြောဖို့အစင်သစ်ဖြစ်တဲ့အချိန်စာရန်ထိုးဆက်တယ်လီပရွန်တာအလုံးမလုံးတာနဲ့ထတ်ကြုံရပြန်ပါတယ်။ဒီလိုအစင်မပြေတဲ့ဖြစ်ရနှစ်ခုစလုံးနဲ့တနေရာထဲမှာတစ်ချိန်တည်းကြုံရခဲ့ရတာကြောင့်တူတူကိုကိုဒေါသဖြစ်ကြတာတဘာဝတော့ဖြစ်ပါတယ်။ တမနာထရမ်လည်းအဲ့ဒီအချိန်ကဒေါသထွက်ခဲ့ပြီးစာရန်ထိုးဆက်ကင်သူကိုမိန့်ခွန်းပြောတဲ့နေရာကနေအဲ့ဒီလူတော့မလွယ်ဘူးလို့သတိပေးပြောဆိုခဲ့ပါတယ် I can only say that whoever's operating this teleprompter is in big trouble အလားတူပဲဒီကိစ္စကိုအသေးစိတ်ပြန်စုံစမ်းတဲ့အခါတမရထရမ့်ရဲ့စကားပြောဆက် teleprompter ကိုလည်းတမရအင်ဗျူတော်ဝန်တန်းတွေကပဲကင်နေဆိုတာကိုတွေ့ရှိခဲ့ရပြန်ပါတယ် အခင်းဖြစ်တဲ့စက်တင်ဘာလ23ရက်အင်္ဂါနေ့ညနေပိုင်း Fox သတင်းဌာနနဲ့ပြုလုပ်တဲ့မေးမြန်းခန်းမှာတော့ဒီအဖြစ်အပျက်တစ်ခုစလုံးဟာတမင်ရွယ်ချက်နဲ့တမရထရန့်ကိုလှုပ်ကြံတဲ့လှုပ်ရဖြစ်တဲ့အကြောင်းအဲ့ဒီလူတွေကိုအလုတ်ဖြုတ်ပစ်ဖို့လိုအပ်ကြောင်းတမရအိမ်ဖြူတော်ပြောခွင့်ရကာရိုလင်းလက်ဗစ်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့အခုဘသူကြောင့်ဖြစ်တယ်ဆိုတာမနေ့စက်တင်ဘာလ26ရက်နေ့မှာစုံစမ်းတွေ့ရှိပြီးတဲ့နောက်မှာတော့အဲ့ဒီလူနှစ်ယောက်ကိုအလုတ်ဖြုတ်တယ်မဖြုတ်ဘူးဆိုတာနဲ့အရေးယူခြင်းရှိမရှိဆိုတာကိုတော့မသိရသေးပါဘူးခင်ဗျာ cho nó giống lại mà